မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့မင်းအောင်လိုင်းမလေးရှားဝင်ကြီးချုပ်နဲ့တွေ့ဆုံဖို့ဘန်ကောက်ရောက်ရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဂျိုတင်ထုတ်ပြန်ကြေညာထားခြင်းမရှိပဲအာနာသိန်းစကောင်ဆောင်မင်းအောင်လိုင်းမလေးရှားဝင်ကြီးချုပ်နဲ့တွေ့ဆုံဖို့ဘန်ကောက်ကိုရောက်ရှိလာကြောင်းထိုင်းချေဆိုင်သတင်းတွေကဖော်ပြပါတယ်စကောင်ဆောင်မင်းအောင်လိုင်းကဒီကနေ့ AP 18ရက်နေ့နဲ့3နာရီအချိန်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိပြီးအာဆီယံလှည့်ကြောင်းဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ်နဲ့တွေ့ဆုံခဲ့ကြောင်းသိရပါတယ် မင်းအောင်လိုင်းကဘန်ကောက်မြို့ရှိ Rose Wood Hotel ရောက်ရှိလာခြင်းဖြစ်ပြီးထိုင်းစံတော်ချိန်ညနေ3:00နာရီခွဲကမှအစည်းအဝေးပြုလုပ်ခဲ့ကြောင်းထိုင်းသတင်းဌာနတွေကဖော်ပြပါရယ်မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့မင်းအောင်လိုင်းတို့ငလင်လောက်ခတ်ပြီးရဲ့နောက်လူသားချင်းစာနာမှုအကူအညီပေးအပ်ရေးကိစ္စတွေနဲ့ငြိမ်းချမ်းရေးအခြေအနေတွေကိုဆွေးနွေးခဲ့ကြကြောင်းသိရပါရယ်ပြီးခဲ့တဲ့ April 3ရက်နေ့ကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့ကို Binstead ထိပ်သီးအစည်းအဝေးကိုစစ်ကောင်းဆောင်တက်ရောက်သွားဖို့တွားရောက်ခဲ့တယ်လို့သိရပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့အထွေထွေထိုးစစ်ကြီးဆင်နွှဲဖို့အတွက်မဟာမိတ်တော်လိုင်းအင်အားစုတွေနဲ့ညှိနှိုင်းပြင်ဆင်နေတယ်လို့ ်။ NUG ကာကွယ်ဝင်ကြီးဦးရင်မွန်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ကြီးဆင်နွှဲဖို့မဟာမိတ်တော်လိုင်းအင်အားစုတွေနဲ့ညှိနှိုင်းပြင်ဆင်နေကြောင်း NUG ကာကွယ်ဝင်ကြီးဦးရင်မွန်ကအတိအပြေပြောကြားပါရယ်။မလ25ရက်နေ့ကျင်းပပြုလုပ်ခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်တေသအမတ်နှစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနအင်အားဝရီ အမှတ်29ဗျူဟာ AYE PD ရဲ့အပတ်စဉ်ကအခြေခံစစ်ပညာသင်တန်းစင်ပွဲအခမ်းအနားကိုအွန်လိုင်းမှာမိန့်ခွန်းပြောကြားရမှာ၎င်းကထပ်ပါတိုင်းထည့်သွင်းပြောကြားခဲ့တာပါစစ်မဟာဗျူဟာရအဆင့်၃ဆင့်ကိုဖြတ်တန်းယူကြတဲ့ပထမအဆင့်အနည်းနဲ့တနိုင်ငံလုံးကွက်ပြည့်စင်ရေးလှူရှာနိုင်အောင်ကြိုးပမ်းခဲ့ကြတဲ့အခုဆိုရင်ဒေတာတိုင်းမှာတက်တီစားမှု တံဖြန့်နေရယူမှုကအတိုင်းအတာတစ်ခုတည်ပြီးမြောက်ခဲ့ပြီလို့ပြောနိုင်တယ်။အရာရီတိုင်းသားရဲ့အိမ်ပြန်ခီးကတော့ငါတို့ရက်ွက်ပြေမဟာဗျူဟာကိုပြည်ဆောင်စေခဲ့တဲ့ဒုတိယအဆင့်အနေနဲ့မဟာဗျူဟာထိုးစစ်ခြင်းပြီးမြို့သိမ်းစကန်သိမ်းတိုက်ပွဲတွေဆင်နွှဲကြရတာပဲ။အခုရဲဘော်တို့ကဒီအဆင့်ကိုဖျက်ဆီးနေကြရတာဖြစ်တဲ့တတိယအဆင့်အနေနဲ့တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲကြဖို့ပဲဖြစ်လိမ့်မယ်။အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်တပ်မတော်နဲ့မဟာမိတ်တော်လိုင်းဖွဲ့တွေကဒီအထွေထွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြတယ်ဆိုတာအတိပေးလို့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဦးရီမောင်ကပြောကြားပါရတယ်။ ်အဲ့ဒီဒိုစစ်ကြီးမှာအင်ယာရီတိုင်းမြေဝကျွန်ပေါ်ဒေသကအရေးကြီးတဲ့စစ်မျက်နှာတစ်ခုအဖြစ်ပါဝင်မှာဖြစ်ကြောင်းမြေဝကျွန်ပေါ်ဒေသသားတွေကအမိန်နာခံမှုစစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းလိုက်နာမှုတိုက်စွမ်းရင်ကာမှုမှုတို့ကိုမဟာမိတ်တော်လိုင်းပူပေါင်းတပ်တွေကချီးကျူးထားကြပြီးဖြစ်တဲ့အတွက်အင်ယာရီတိုင်းမြေဝကျွန်ပေါ်ဒေသရဲ့စစ်မျက်နှာအတွက်တာဝန်ကြီးပြောစွာထမ်းရွက်နိုင်မယ်လို့ရှုံချီကြောင်း၎င်းကအသိပေးထားပါတယ် နှစ်90ကျော်တိဆောက်ထားခဲ့တဲ့ဒီအကျန်းဖက်လက်နက်ကိုင်အဖွဲ့ကြီးကိုလင်းနှစ်သားပီရီယက်ကဦးကျိုးအောင်ချိုးပြနိုင်ခဲ့တယ်ဆိုတာကရဲဘော်တို့ရဲ့လက်ရုံးရည်နှလုံးရည်ထူးချွန်ထက်မြတ်မှုကိုဖော်ပြနေတယ်လို့ NUG ကကွယ်ဝင်ကြီးကချီးကျူးပြောဆိုပါတယ်။လက်တလုံးအင်ယာရီတိုင်းဘကူတိုင်းမကွေးတိုင်းတို့မှာပီရီယက်တွေက KNU အေအပါဝင်တော်လိုင်းအင်အားစုများစုပူးတွဲပြီးထိုးစစ်ဆင်မှုတွေလှောက်ဆောင်လာပြီးတနင်္သာရီတိုင်းစကိုင်းတိုင်းနဲ့မန္တလေးတိုင်းတို့မှာ PDF များနဲ့တော်လိုင်းအင်အားစုတွေအကြားပူးပေါင်းဆောင်ရွက်မှုတွေနဲ့စစ်စင်ရေးများဖော်ဆောင်လဲရှိကြောင်းတော်လိုင်းတပ်ဖွဲ့တွေစီကတင်ရပါရယ် ။နောက်ထပ်တစ်ပုတ်အနည်းနဲ့နိဆန်တရနေမှာစစ်ကောင်စီကကြုံတုံးမျိုးတောင်ကြိုင်းဒေသချင်းရွာရင်းရှိစာတင်ကြောင်းဖုံးကြီးနယ်နေအိမ်တွေကိုလင်းရင်းနဲ့စက်တိုက်ပုံးချဲတိုက်ခတ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်ကြုံတုံးမျိုးတောင်ကြိုင်းဒေသချင်းရွာများရှိစာတင်ကြောင်းဖုံးကြီးနယ်နေအိမ်များကိုအကြမ်းဖက်စစ်ကောင်စီကလင်းရင်းနဲ့စက်တိုက်ပုံးချဲတိုက်ခတ်နေကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။ AB လ18ရက်နေ့နိဆန်တရနေမနက်ပိုင်းမှာစတင်ပြီးလက်ရှိညနေပိုင်းထိအကြမ်းဖက်စစ်တပ်ကကြုံတုံးမျိုးတောင်ကြိုင်းဒေသတွင်းရှိချင်းရွာတွင်ကိုဝိုင်းတွဲဂျက်ဖိုက်တာတွေနဲ့စက်တိုက်ပုံးချဲတိုက် ခတ်နေတာဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်စာတင်ကြောင်းဘုံကြီးကြောင်းနဲ့နေအများပြည့်စုံမှုရှိပြီးဖြီသူများထိခိုက်မှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။မနက်က၈နာရီမှာကန်းနီတရက်တော်နဲ့၉နာရီလောက်မှာမကလုံ၁၇နာရီလောက်ကနေနေ့လယ်၁နာရီကျော်ထိက33စုကြိုက်တလိုက်ဒေါပလန်ဝင်းကရွာဘက်တွေကိုတစ်ခါပြီးတစ်ခါဝိုင်းတွဲနေပုံကျဲလိုက်ဂျက်ဖိုင်တာနဲ့ဖြစ်ချလိုက်နေစတိုက်ကိုကျဲနေတာတိုက်ပွဲလည်းမဖြစ်ဘူးအခါကြီးနစ်ဆန်တရက်ကလေးတွေဟီဆော့ကြလူကြီးတွေဖုန်ကြီးကြောင်တက်ကြတာကနေအကုန်လွတ်ရပြေ ြင်းနေကြတယ်လို့ကန်းနီကြီးရွာမှာဖန်တန်လင်းရွာဘက်ကိုစစ်ပင်းရှောင်လာတဲ့ရွာသားတအုပ်ကပြောဆိုပါတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ကြိုင်တလန့်ရွာစာတင်ကြောင်းပြက်စီးပြီး33စုရွာနဲ့မိကလုံရွာဘက်မှာနေအိမ်ခြံဝင်းများပြက်စီးခဲ့ကြောင်းကနအုတ်တင်ရပြီးအရက်သားပြည်သူများထိခိုက်ဒေဆုံးမှုကိုဆက်လက်ဆုံဆန်းလျက်ရှိကြောင်းသိရပါရယ်လက်ရှိအချိန်ထိကော်ဂရိတ်ဂျုံတို့တောင်ကြားအင်းလန်ပိုင်းတခြားကို KNL မဟာမိတ်ပူပေါင်းတပ်များနေရယူထားပြီးဂျုံတို့ခမရ945946တိုင်းရင်အနီးစီရေးဆက်လက်တင်းမာနီကဖန်ဘတ်ချန်ဂျိုင်းကော်ဂရိတ်ဂျပန်တထားကို အကြံဖတ်စကောင်စီတက်ကစစ်ကူအင်အား200ခန်းနဲ့အခိုင်အမာ နေရယူထားပြီးဒေသတွင်ဖြတ်တန်းသွားလာခွင့်ကိုတရားပိတ်ချကခက်ဆက်ပြင်ဆင်နေကြောင်းစစ်ရေးနယ်မြေတရင်ရှင်းမြစ်တွေကပြောဆိုပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့လီတို့လမ်းမကြီးအနီး KIA နဲ့တိုက်ပွဲစကောင်စီတက်အထင်နာပြီးလေကြောင်းမှပုံကျဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဘာကတ်မြို့နယ်မြကြီးနာတနိုင်းတွာလီတို့လမ်းပိုင်းရှိလဝါကျေးရွာမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စကောင်စီတက်မင်းစီတန်ဖြီသူစစ်ပူပေါင်းဖွဲ့ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးအထင်နာတဲ့စကောင်စီတက်ကကျေးရွာတွေကိုမိရှုဖျက်ဆီးခြင်းလေကြောင်းတိုက်ခိုက်ခြင်းဖြစ်လို့ခဲ့တယ်လို့ကချင်တရင်ရှင် င်းမြစ်တန်ကပြောပါရယ် AB 15ရက်နေ့တိုက်တဲ့အချိန်မှာသူတို့ဘက်အထိနာတဲ့ဟာတွေရှိတယ်အလားသူတို့ကလီယင်နေခေါ်တဲ့ drone နဲ့ပြန်ပြီးမှတိုက်လာပြီးလဝါရွာကိုအကြီးအကျယ်ရွာလုံးကျွတ်မိရှို့လိုက်ပြီးသူတို့ကစစ်ရေးကတော်တော်ပြင်းထန်နေသူတို့ကလီယင်နဲ့ပုံသွားကျင်းနေတာလို့ကချင်သတင်းရင်းမြစ်တွေက AB 19ရက်မှာပြောပါရယ် ။လဝါချင်းရွာကိုစစ်ကောင်စီတပ်နဲ့မင်းစီတန်းပြည်သူစစ်ပူးပေါင်းတပ်က AB ဒုတိယဘက်မှစစ်ရအလုံးရင်နဲ့ထိုးစစ်ဆင်လာပြီး KIA နဲ့တိုက်ပွဲဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းအင်အား300ကျော်က AB 73ရက်ကစပြီးလဝါချင်းရွာဘက်ကိုထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့ကချင်စစ်ရေးတရင်အရင်မြင့်တန်းဦးကပြောပါတယ်။လဝါချင်းရွာတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး KIA တရင်ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနောက်ဘူထန်ဒီကနေ့ဆက်သွယ်မိမြန်းထားဆဲဖြစ်ပြီးအဆက်အသွယ်မရသေးပါဘူး။ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်များအနေနဲ့2024ဒီဇင်ဘာ လာဆန်းကရင်ကထိုးစစ်ဆင်နေတဲ့ပမော်မြို့သိမ်းတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်စခန်းများစုကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်းနဲ့လက်ကျန်းစခခ21တပ်ဌာနချုပ်အပါဝင် ပမော်မြို့ကိုအပိသက်သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းနေကြောင်း KIA သတင်းပြန်ကြားရေးကပြီးခဲ့တဲ့ရက်ပိုင်းများတွင်သတင်းဖော်ပြထားပါတယ်။ စစ်ကောင်စီအနေနဲ့ဗမော်မျိုးအပါအဝင်တိုက်ပွဲဖြစ်ပွားရာနေရာများသာမကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုပါလေကြောင်းတိုက်ခိုက်ခဲ့ပြီး AB ဒုတိယဘက်အတွင်ကရရင်နယ်မြေများတွင်ကိုလေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုအကြိမ်900နီးပါးရှိကြောင်းအသိပေးထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။မြမယူရနှစ်သက်ကိုနစ်စန်တရနေ့စစ်ကောင်စီတပ်ကမိုးကုံမြို့နယ်အတွင်ကိုလေရင်နဲ့ပုံကျဲသွားကြောင်း DNL ရဲ့ ထုတ်ပြန်ကြတဲ့ဒေသခံပြည်သူတွေပြောဆိုကြရသည်ရပါတယ်ဒီကနေ့နှစ်သက်ကိုနှစ်စံတရံနေ့ဧပြီလ19ရက်နေ့မနက်10:00နာရီချိန် TNL သိမ့်ပိုက်ထားတဲ့မိုးကုတ်မြို့အရှိပိုင်းကဆုတ်ကျင်းရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့ပုံတလုံးလာရောက်ကျင်းချသွားပြီးထိခိုက်မှုအခြေအနေကိုဆက်လက်သတင်းထုတ်ပြန်မှာဖြစ်ကြောင်း TNL ကဆိုပါတယ်ပုံကျင်းသွားတာကမိုးကုတ်အရှိပိုင်းမစိုးရင်ကျောင်းတိုင်နာပါလေကျောင်းတိုက်ခတ်မှုနှစ်ကြိမ်လုပ်သွားတယ်ကဆုတ်နီကိုလည်းကျင်းရဲမစိုးရင်ကျောင်းတိုင်နဲ့နန်းຫນွေအကြရွှေလေးပြအောက်တကျော်ဘက်ကိုလည်းကျင်းသွားတယ်လို့မိုးကုတ် သခံတွေကသတင်းဌာနကို ပြောပါရယ်စစ်ကောင်စီတပ်ကဧပြီလ2ရက်နေ့မှဧပြီလ22ရက်နေ့ထိရပ်ပေါင်း20ကြာပြစ်ခတ်ရစဲခဲ့တော့လဲ TNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့ပုံချခြင်းတွေလုံဆောင်နေကြောင်း TNL ကသတင်းထုတ်ပြန်ထားပါရယ်